လုံးဒီနေ့ကရက်ဆောင်ရီဒီမီလုပ်ပေးမယ်ပေါ့နော်ဆိုတော့ပိုင်းနှစ်ခုပေးမယ်ဒီပိုင်းနှစ်ခုကိုမယွေးခင်မှာမိကုန်းကိုအရင်စဉ်းစားပေါ့နော်လက်တလောတိကျင်နေတဲ့ကိစ္စပါရှိလေအဲအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မိကုန်းအရင်တွေးထားဆိုတော့မိကုန်းကတော့မျက်စိမှာပဲရှိမယ်မိကုန်းတွေးပြီးမှအဖြေကိုရေးပါဒီအဖြေကဘာကြောင့် ES လဲဘာကြောင့် low လဲဆိုတာကိုအသေးစိတ်ဒီမှာဖြစ်တယ်ပေါ့နော်โอเคဆိုတော့ Taiwan in pine too နောက်ခုလုံးကတော့အတူတူပဲအအတူတူပဲဆိုတာအထက်လေးက thin မြတူပေါ့နော်အပေါ်က cover အတူတူပဲဒါဆိုတော့ဆိုတော့ကြတော့ဘယ်ဟာလေးကလှလို့ဆိုတာကိုမြင်စဉ်းစားနေကြမလို့ calling ဖြစ်တဲ့တပုံကို တကက်ကိုရွေးလိုက်တကက်ကိုဝါဝါရှူမျိုးလုံးမိပြီးပြန်ဖွင့်လိုက်တဲ့အချိန်မှာမျိုးစွဲဆောင်နေတဲ့တပုံကိုရွေးလိုက်ပါရှင်1 and 2 โอเคပိုင်းတွေကိုရွေးပြပြထင်ပါတယ်မရွေးခင်မှာမိခွန်းအရင်စဉ်းစားထားပါအဲ့ဒီမိခွန်းရဲ့ဖြေက yes or no ဖြေပြီးမှဖြစ်တယ်ဆိုတော့ group file 1ကိုစပြီးတော့တွားကြမယ်အိုး no ပါ file 1တို့မိခွန်းကဘာလဲတော့မသိဘူးဒါပေမဲ့ဘလို့ဟာပဲဖြစ်နေနေစီးပွားရေးလူမှုရေးအခြေရေးဘာလို့ပဲဖြစ်နေနေ no ဖြစ်လိမ့်မယ်ဘာကြောင့်လဲဆိုတော့ file source cheating ကပေါ့နော်လိမ်ညာခြင်းတွေကိုကိုစားပြုရက်က မင်းလုပ်ငန်းကိစ္စနဲ့ပတ်သက်ပြီးမေးတာဆိုရင်လည်း firewall source အရာအလိန်ခံရမယ်နောက်ကျောကိုဓာတ်ထိုးခံရမယ်အခြေရင်းမြစ်တာကြီးနဲ့ပတ်သက်ရင်လည်းတစ်ဖက်သူကမင်းအပေါ်မှာမယူသားမှုတွေကိုကျူးလွန်ထားတယ်ဆိုတာမျိုးကိုတွေ့ရတယ်ဆိုတော့တစ်ခုခုကိုလုံသင့်ပြီလားလုတ်ဖို့အတွက်အချိန်ကြပြီလားလို့မေးတာဆိုရင်လည်း no အချိန်မကြသေးဘူးဒါအချိန်အခါအကောင်းမဟုတ်သေးဘူးဆိုတာမျိုးကိုတွေ့ရတယ်။ဘာကြောင့် firewall source လဲကိုလိုထပ်ပြီး clarify လုပ်ကြည့်ကြမယ်ပေါ့နော်။ ခေတခုစွန်စားလို့မကောင်းတဲ့အချိန်ပေါ့နော်ပြောရမယ်ဆိုရင် age of calf ကြည့်ရတာ relationship နဲ့ပတ်သက်ပြီးတော့မြည်တဲ့သူတွေပါမယ်နဲ့တူတယ် relationship နဲ့ပတ်သက်ပြီးတော့မေးတဲ့သူတွေဆိုရင် ပို့ပြီးတော့အဖေကတိတ်ကြပါတယ် no ပါစတင်ဖို့အချိန်မကျသေးဘူးဟိုကံကိုယုံပြီးစူးပုံနင်းတာမျိုးတွေမလုံးနဲ့ပေါ့နော်တစ်ဖက်သူနဲ့ကိုနဲ့က online ကနေတိတာမျိုးတော့၎င်းသူ့အကြောင်းဘာမှမသိဘဲနဲ့အဲ risk ယူပြီးဆုံးဖြတ်ပြီးကံမှာသူနဲ့တွဲဖို့ကိုစဉ်းစားရတာမျိုးဒီလိုမျိုးတွေဖြစ်နေတယ်ဆိုရင်ပို့ပြီးတော့ no ပါပေါ့နော်ဘာကြောင့်လဲဆိုတော့ the, the fools အရာမင်းကညီဆန်းခရမ်းပြိုးချင်နေတာပေါ့နော်ဘလို့ပဲနေနေရှိမှာယောက်ကြီးရှိရယ်ဆိုရင်တော့ခုံချလိုက်ဖို့အတွက် အရန်ကိုစိတ်အားထက်သန်နေတဲ့ကာလဖြစ်တယ်ဆိုတာကိုတွေ့ရတယ်ဆိုတော့ကိုယ့်ရဲ့ quality တွေက sorry ကိုယ့်ရဲ့ phi one တွေကဒီအချိန်မှာစိတ်အားထက်သန်မှုအရန်ကိုပြင်းပြနေတယ် the fools အရာဘာပဲနေနေလှုပ်လိုက်ချင်တာလှုပ်ပစ်လိုက်တော့မယ်ဆိုပြီးတော့အခုကို reading ကိုတွေ့လိုက်လို့လာပြီးတော့ရွေးချယ်လိုက်တယ်ဆိုရင်တောင်မှပဲ ဖိုင်ဝမ်တို့ကတော့ဆုံးဖြတ်ချက်ကိုချပြီးနေပြီဆိုတာမျိုးကိုတွေ့ရတယ်အဲ့ဒါဆိုရင်တော့အဲနည်းနည်းလေးဂယူးဆိုင်ပါလို့ပြောချင်တယ်ပေါ့နော်ဆက်ဆံရေးအစ်တစ်ခုစတင်ပြီးတော့အဲ့ဒီဆက်ဆံရေးကိုလူသိရှင်ကြားချပြဂျန်နာမျိုးတွေဖြစ်မယ်နဲ့တူတယ်စစ်စော်ဝမ်အရာဆိုတော့ base of the death အရာ viral source ဖြစ်နေပြီမြဲအလိညာခံရမယ် no လို့ကိုပြောခဲ့တယ်သို့တော်လည်းပဲဒီအပိုင်းအခြားဒီကာလာလေးကိုမင်းကကြော်လွားနိုင်မယ်ဆိုရင်တော့ စစ်စော်ဝင်ကိုတွားနိုင်မယ်ဆိုတော့ပြောချင်တာကဒီခရီးစဉ်တစ်ချောက်လုံးကြီးအတွက်노မဟုတ်ဘူးမှာအလုတ်ကိစ္စစတင်ဖို့မေးထားတယ်စတင်တင်လားလို့မေးတယ်ဆိုရင်အစာပိုင်းမှာတော့ခက်ခဲမယ်အလိညာတွေခံရနိုင်တယ်သို့တော်လည်းပဲစိတ်အားထက်သန်စွာနဲ့အဲဒီကိုစတင်ခဲ့တဲ့အစာလေးကိုယုံကြည်မှုရှိရှိနဲ့တာဆက်ပြီးတော့စ조사မယ်ဆိုရင်တော့နောက်ဆုံးမှာစစ်စော့ဝမ်ကျဲ energy နဲ့အနိုင်ရလိမ့်မယ်လူတွေရဲ့အတိအမှတ်ပြုခြင်းကိုခံရမယ်ဆိုတာကိုပြောချင်တာပေါ့နော်အခြေအနေမြေတားကြီးနဲ့ပတ်သက်တဲ့မိကုန်းဆိုရင်တော့အာ ပထမဦးဆုံးလိမ်ညာမှုတွေကပဲစတင်မယ်တစ်ဖက်သူကမင်းပေါ်ကိုမယိုးသားနေဘူးဒီလိုမယိုးသားမှန်းတီးတဲ့ကြားထဲကမင်းကဆန္ဒတစ်ခုတည်းကိုရှေ့တန်းတင်ပြီးတော့သူမချစ်ရင်လည်းရတယ်ငါပဲချစ်နေမယ်ဆိုတဲ့အဲခိုင်မာတဲ့ဆုံးဖြတ်ချက်နဲ့ရွေးချယ်လိုက်မယ်ဆိုရင်တော့နောက်ဆုံးမှာမင်းရဲ့ စေရနာရောင်ပြန်ဟတ်မှုကိုပြန်ပြီးတော့ခံစားရမယ်ဆိုတာကိုတွေ့ရတယ်ဆိုတော့ဖိုင်းဝမ်းနေရဲ့အဖြေကအစောပိုင်းတော့အခက်အခဲတွေနဲ့ကြုံရမယ်နောက်ပိုင်းမှာတော့အဆင်ပြေသွားမယ်ပေါ့နော်ဆိုတော့ yes and no နှစ်ခုလုံးပေးရမယ်နဲ့တူတယ်အဖြေကလေစ조사ရင်းနဲ့အခက်အခဲတွေကိုကြော်လွားနိုင်သွားတဲ့နောက်မှာတော့ဝမ်းသာရမယ်ဆိုတဲ့ message ပေါ့နော်ဒါပေမဲ့လည်းအခက်အခဲတွေကိုအရင်ဆုံးရင်ဆိုင်ရမှာဖြစ်ပါတယ်ရှင် okay sweet dream ရတွေ့လားဘလို့အခက်အခဲပဲလာလာကိုယ့်ရဲ့ဖိုင်ဝန်းနေရတော့စိတ်အားထက်သန်စွာနဲ့အဲ့ဒီဟာကို comfortable ဖြစ်ဖြစ်နေနဲ့အဲတတောင်တတလေးနဲ့ကြောဖြတ်သွားနိုင်မယ်လို့ကိုရိုင်းကယုံကြည်ချက်တွေပြင်ပြနေရမျိုးကိုတွေ့ရတယ်။ဆိုတော့ Phaiwan တို့ရေအာအရန်ကိုဆရာထက်တန်ပြီးတော့တန်မာလုံးနဲ့စိတ်တက်အတွက် congratulation ပါလို့ကိုကပြောမယ်ပေါ့နော်။ဘာပဲပြောပြောမင်းတို့ကကိုယ့်ရဲ့ reading ကိုလာကြည့်ရဆိုတော့ညာလဲအဖြေတွေက ထုတ်ပြီးနေပြီးဆုံးဖြတ်ချက်တွေကချပြီးနေပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့စိတ်အေးအေးထားပြီးတော့ viral source ရဲ့ကာလကိုကြော်ဖြတ်ပါလို့ပဲအကြံပေးချင်ပါတယ်ဆိုတော့ဘာကိစ္စအတွက်ပဲလာမေးနေပါစေအဲအဲ့ဒီကိစ္စတစ်ခုကိုစတင်ပြီးတဲ့ အချိန်ကနေစပြီးတော့အလုပ်ကိစ္စပဲဖြစ်ဖြစ်အခြေအနေမြေတားကြီးပဲဖြစ်ဖြစ်စတင်ပြီးတဲ့အချိန်ကနေစပြီးတော့ငါးပတ်ငါးလအထိကတော့ခက်ခဲကြီးကြုံရမယ်အဲ့ဒီနောက်ပိုင်းမှာကတော့အဆင်ပြေချုံးမွေသွားမယ်ဆိုတာမျိုးကိုတွေ့ရပါတယ်ရှင်ဆိုတော့ဒါဟာ phi 1တွေအတွက် reading ပဲဖြစ်ပါတယ်အဲဒီလိုမျိုး free reading လေးတွေအများအားလက်ခံရရှိခြင်းနဲ့ဆိုရင်တော့ကိုယ့်ရဲ့ YouTube channel လေးကို subscribe လုပ်ထားပေးပါအာ Facebook နဲ့ TikTok မှာလည်း active ဖြစ်ပါတယ် like and share လုပ်ပေးတဲ့တယောက်ချင်းစီအားလုံးကိုလည်းကျေးဇူးတင်ရသလိုကို comment လေးတွေအားလုံးကိုလည်း like ဖတ်ပါတယ်ရှင်အဲဆိုတော့ Bye one ရေထက်တာ Go တွေနောက်ထပ် review လေးနဲ့တူပြန်တွေ့ကြမယ်နော်ဟုတ်ပြီ find 2ကိုတွားကြစို့โอเคพายตูโดยไนโรคอฟโอ အယန်းကိုစိတ်အားထက်သန်နေရအောင်တွေ့ရလား picture message ကိုပဲကြည့်ပိုင်းတူတွေကဗာမေကုန်းကိုမေးထားပြီးတော့အာဒီဟာကိုရွေးလိုက်လဲပေါ့နော်ဘာပဲပြောပြောစိတ်ခံစားချက်တွေနဲ့ပတ်သက်တဲ့မေကုန်းဖြစ်နေမယ်ဥပမာအချစ်ရဲ့မိသားကြီးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒါမှမဟုတ်ခုခုအဆုံးဖြတ်ချက်ဆုံးဖြတ်ချက်ချဖို့အတွက်မဝင်မရဲဖြစ်နေတယ်ဆိုရင်တော့လှုပ်လိုက်တော့ဆိုတဲ့ message မျိုးကိုတွေ့ရတယ်ပေါ့နော်ဟောဒီမှာကွာ picture message ကိုကြည့်လိုက် သူကနောက်ဆုံးမှာ စုဖလားကိုယူပြီးတော့အနိုင်ပိုင်းပြီးတော့အင်ပြန်လာတယ်ဆိုတာမျိုးပေါ့နော်မြင်သူ့ရဲ့မြင်မြင်ကိုလည်းကြည့်လိုက်အရန်ကိုမှဟို energetic အဖြစ်နဲ့ဖြစ်ဖြစ်နဲ့ပေါ့နော်ခက်ခဲမှန်တဲ့များကိုကြော်လွားပစ်လိုက်မယ်ဆိုတော့အားအင်အပြေနဲ့ picture message ကိုပေးနေတယ်ဆိုတော့အဖိုင်းတူတို့က nitro car base of the dev အရာကတော့ yes ပါဒါပေမဲ့လေကိုတို့တွေ set ပြီးတော့ clarify လုပ်ကြည့်မယ်ဘာကြောင့် nitro car ဖြစ်လာလဲဟုတ်ပြီ by two way အတွက်

in the full phi 1မှာလည်း the full တွေ့ခဲ့တယ်ဆိုတော့ဒီနေ့ရွေးချယ်လိုက်တဲ့သူတွေတော်တော်များများကကိုယ့်ရဲ့ phi 1တွေရော phi 2တွေရောနည်းနည်းလေးတော့တစွတ်ထိုးဆန်ပြီးတော့အရင်အဲစိတ်ကိုဦးစားပေးတတ်တဲ့သူတွေပေါ့နော်စိတ်ခံစားချက်ကိုဦးစားပေးတတ်တဲ့သူတွေ ဟိုလှုပ်တင်တာနဲ့လှုပ်ချင်တာဆိုလှုပ်ချင်တာကိုပဲဦးစားပေးပြီးလုပ်မဲ့သူတွေဆိုတော့အဲ night rock cup beach ကလည်း cup water sign ကိုကိုစားပြုနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ emotion အရန်များတယ်ဆိုတော့ကိုယ့်ရဲ့ fine tune တွေကမိကွန်းကအခြေအေးမြစ်တာကြီးနဲ့ပတ်သက်ပြီးတော့မေးခဲ့တာမျိုးဆိုရင်တော့အဲမင်းတို့ရဲ့ relationship မှာတပ်ပါတီရှိနေလားလို့မေးခဲ့တာဆိုရင်တော့ yes ရှိနေတယ်အဲတပ်ပါတီရှိနေတယ်အဲ့ဒီအခက်အခဲကိုလည်းမင်းကြော်လွားနိုင်လိမ့်မယ်ဆိုတာမျိုးကိုတွေ့ရတယ်ဥပမာတပ်ပါတီရှိနေတာကိုအာတက်တည်တက်ကာရရကြင်တာဖော်ထုတ်ချင်တာမျို ဟောကိုယ့်ရဲ့တန်တရားတွေကအတီဖြစ်နေရတာသိကျင်တာမျိုးဆိုရင်တော့ yes ဟုတ်တယ်အဲ့ဒါအတီပဲစစ်စော်ဖန်တီကယ်အရာအချက်တွေကိုဝေမျှပေးနေတယ်ဖိုင်းတူတို့ရဲ့တစ်ဖက်သူကတော့၎င်းကိုယ့်ရဲ့ဖိုင်းတူတို့ကိုတိုင်ကတော့၎င်းဒီချစ်ရင်းမြတ်တာကြီးဒီမှာတယောက်တည်းကိုပဲပုံဩပေးတာမျိုးမဟုတ်ဘဲနဲ့တခြားတစ်ယောက်ကိုပါဝေမျှပြီးပေးနေရတာမျိုးကိုတွေ့ရတယ်ပေါ့เนาะဆိုတော့စီးပွားရေးလူမှုရေးနဲ့ပတ်သက်ပြီးငွေကြေးနဲ့ပတ်သက်ပြီးမိတာဆိုရင်တော့ကောင်းတယ် အောင်မှာအလုတ်သစ်စားလိုက်တင်ပြီလားလက်ရှိကမ်းလန်းထားတဲ့အလုတ်ကိုလက်ခံလိုက်ရမလားဒီလိုမျိုးမေးတာဆိုရင်တော့လက်ခံလိုက်လို့ရတယ် nitro carbon sensor particle အရာစိတ်လိုလက်ရအာစိတ်စိတ် the full and nitro cup ကွက်ကတ်တွေကစိတ်ဆက်နေရတွေ့လားကံကိုယုံပြီးတော့အဆင်ပြေပြေမပြေပြေလက်ရှိမျက်စိရှိမှာမြင်နေရတာကအဆင်မပြေနိုင်ဘူးလို့ကိုယ်တိုင်ကအာခံစားမိနေတယ်ဆိုရင်တောင်းပါပဲ ငါလှုပ်ကြည့်လိုက်မယ်ကွာဆိုပြီးတော့မျက်လုံးမိတ်ပြီးဆုံးဖြတ်လိုက်တဲ့ကိစ္စကနောက်ဆုံးမှာအဆင်ပြေအောင်မြင်သွားပြီးတော့ကိုဗီနာမှာရှိနေတဲ့သူတွေကိုတောင်းမှပဲပေးကမ်းနိုင်ထောက်ပံ့နိုင်တဲ့အထိငွေကြေးဥစ္စာတွေပြည့်စုံလာလိမ့်မယ်အဲ့ဒီရွေးချယ်လိုက်တဲ့ကိစ္စကြီးအတွက်အခက်အခဲတွေကြုံလာခဲ့ရမယ်ဆိုရင်တောင်း night resource ရဲ့ energy နဲ့ကြော်ဖြတ်နိုင်လိမ့်မယ်ဆိုတာကိုတွေ့ရတယ် picture message ကိုကြည့်လိုက်ဘလို့အခက်အခဲပဲလာလား ရအောင်ဖြတ်တန်းပစ်လိုက်မယ်တိုက်ခိုက်လိုက်မယ်ဆိုတာမျိုးပေါ့နော်ချစ်သူကြီးရဲ့ဒီမြင်းရဲ့မှာသူကချက်ဝတ်တန်းစာပြေဆုံးနဲ့ပါတယ်လက်နှက်ကလည်းအဆင်သင့်ရှိနေပြီးသားဆိုတော့မင်းကိုတိုင်းဒီအခက်အခဲကိုဖြေရှင်းနိုင်စွမ်းမရှိဘူးဆိုရင်တော့မင်းကိုကူညီပေးမဲ့အနောက်ကဘေးကဖေးမပေးမဲ့သူတွေအများကြီးရှိတယ်ဒါကမြင်အပ်တဲ့ပုံကိုလည်းဖြစ်နိုင်သူမမြင်အပ်တဲ့ပုံကိုလည်းဖြစ်နိုင်တယ်ဆိုတော့ fight တို့အတွက်ကတော့100% yes ပါဆိုတော့ negative ဘက်ကပေးတဲ့မေးတဲ့မေးခွန်းဆိုရင်တော့ဥပမာ သစ္စာဖောက်ခံနေရလားဆိုရင်လည်း yes ပဲအဲ့ဒီ yes ကိုမှခံမဲခံနေရတာမဟုတ်ဘဲနဲ့အဲ့ဒီသစ္စာဖောက်ခံနေရတယ်ဆိုရင်အဲ့ဒီခံနေရတဲ့ဟာကိုမင်းကဖော်ထုတ်နိုင်လိမ့်မယ်တရားမျှတမှုကိုရအောင်ပြန်ပြီးတော့ရှာဖွေနိုင်လိမ့်မယ်လုပ်ငန်းကိစ္စစီးပွားရေးကိစ္စငွေကြေးကိစ္စဆိုရင်တော့100% yes လုံးဝကိုကောင်းတဲ့ဘက်က yes ပေါ့နော် positive uh, answers ဖြစ်တယ်လုံးလိုက်တင့်တယ်ပေါ့နော် okay တွေ့လား ID account တွေအများကြီးထုတ်နိုင်လိမ့်မယ်လုံးကိစ္စငွေကြေးကိစ္စစီဝါရေးကိစ္စနဲ့ပတ်သက်ရင်ဒီထက်ပိုပြီးစိတ်ကူးစိတ်တမ်းတွေကောင်းလာပြီးတော့အမြင်တွေပိုပြီးတော့ထက်သန်လာလိမ့်မယ်အဲအဲ့ဒီလိုမျိုးပဲကိုယ့်ဘေးကနေ sporting ပေးမဲ့သူတွေကလည်းအဆင်သင့်ရှိနေတယ်ဆိုတာမျိုးကိုတွေ့ရတယ်အာဘာသာရေးလေးလောက်ပါအလှအတန်းလေးလောက်ပါတတ်နိုင်တယ်လို့ပေါ့နော်ဒါဆိုရင်ကံရဲ့အထောက်အပံ့ကိုပို့ပြီးတော့ရပါလိမ့်မယ်ရှင် mm maintenance တွေ့လားဒီချိုးယွင်းနေတဲ့ဆက်ဆံရေးတစ်ခုခု relation တစ်ခုခုနဲ့ပတ်သက်ပြီးမေးချင်တာဆိုရင်လည်းပဲမေးထားတာဆိုရင်လည်းပဲမင်းအဲ့ဒီဆက်ဆံရေးနဲ့ပတ်သက်ပြီးတော့ပြုပြင်ထိမ့်သိမ့်နိုင်လိမ့်မယ်ပြင်ဆင်နိုင်လိမ့်မယ်ဆိုတာမျိုးကိုတွေ့ရတယ်။ဘာပဲပြောပြောအဖြေတွေကကိုယ့်ရဲ့ဖိုင်းတူတို့ဘက်မှာပဲရှိတယ်။အဖြေရောအခြေအနေရောအဆောင်လျှောက်ကောဒီလူပုံကိုကြီးရဲ့အာလူပုတ်ကိုပေါ့နော်ဟိုမမြင်ရတဲ့ပုံကိုတွေကလည်းစောင့်ရှောက်နေသလိုမျိုးမင်းဘေးနားမှာလည်းမင်းကိုစောင့်ရှောက်ပေးနေတဲ့အာ energy အရန်ကောင်းတဲ့ အမျိုးသားတွေသို့မဟုတ်အာ masculine energy အရင်များတဲ့အမျိုးသမီးတွေရှိတယ်ဆိုတာကိုတွေ့ရတယ်ဆိုတော့ဖိုင်းတူလို့အနေနဲ့ကတော့လက်ရှိမှာအခြေအနေကမင်းတို့ဘက်မှာလုံးဝကိုကန်တရားကမင်းတို့ဘက်မှာဖြစ်တယ်ပေါ့နော်လုံးဝကိုအဝါရောင်လွှမ်းနေတာတွေ့ရလားဘာကိုပဲမေးလိုက်မေးလိုက် yes 100% yes လုံးလိုက်မင်းပဲအောင်နိုင်လိမ့်မယ်နောက်ဆုံးမှာဆိုတော့ကျေးဇူးတင်ပါတယ်ရှင်ဒါဟာ phi 2တို့အတွက်အဖြစ်ပေးခဲ့တာပဲဖြစ်တယ် အာဒီလိုမျိုး free reading လေးတွေအများအားလက်ခံရရှိခြင်းလေဆိုရင်တော့ကိုယ့်ရဲ့ YouTube channel လေးကို subscribe လုပ်ထားပေးပါရှင်။ TikTok နဲ့ Facebook မှာလည်း active ဖြစ်ပါတယ်။ like and share ကလေးနဲ့ supporting ပေးတဲ့သူအားလုံးကိုလည်းကိုကကျေးဇူးတင်ပါတယ်။ comment လေးတွေအားလုံးကိုလည်း like ပြီးတော့ဖတ်ဖြစ်ပါတယ်ရှင်။ဆိုတော့ free personal reading ဝယ်ခြင်းတဲ့သူတွေကတော့ Telegram မှာလာရောက်ပြီးတော့ပုံတင်လေးယူနိုင်ပါတယ်ရှင်။ဆိုတော့ကျေးဇူးတင်ပါတယ်။ကိုလိုရီနောက်ထပ် reading လေးနဲ့တူပြန်တွေ့ကြမယ်နော်။တတ